အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံအောင်တောင်းပီးလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော်မထင်မှတ်ထားတဲ့အပြောင်းရွှေ့ကြရတခုတော်တော်လေးကိုဒီနေ့ဖြစ်နေတယ်လို့ပြောလို့ရတယ်တော့ပါအဲ့ဒါကပါလဲ Manchester United အသင်းရဲ့လက်ရှိတိုက်စင်မှုဖြစ်တဲ့ Rice Move Whiteland ကိုလက်ရှိချိန်မှာပြိုတန်းကျတဲ့နေ့စဉ်ကတခုပုံစံမျိုးဖြစ်နေတယ် လက်ရှိမှာအီတလီစီးရီးယားကလပ်အာလုံမောင်၃ခုတီတီကနေပြီးတော့ဒါကျွန်တော်တို့ Thrice Moon Highland ကိုအပြိုင်လိုက်နေတယ်ဆိုတဲ့သတင်းကတတင်းမှန်တစ်ခုဖြစ်ကြောင်းကို Fabrizio Romano ကသူ့ရဲ့ YouTube channel မှာပြောကြားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ပြောချင်တာအဲ့ဒါကဘာကိုပြောချင်တာလဲ။အဲ့တော့ let's okay ကျွန်တော်ဒီဒီလေးနည်းနည်းလေးပြောလိုက်အောင်တိကျတယ်မှာ Manchester United အသင်းကတော့သူတို့ရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ Rice Moon White Land ကိုတော့အယောင်စီတင်လိုက်ပြီဖြစ်တယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်လက်ရှိလာမယ့်နေရာဒီမှာဒီကစားသမားကို Manchester United အသင်းနဲ့လက်လျှော့လိုက်ပြီဖြစ်ပြီးတော့ဒီကစားသမားကိုရောင်းချတော့မှာဖြစ်တယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်အဲ United အသင်းနဲ့ပထမကတော့ဒီကစားသမားကိုကာလာရှီပုံစံမျိုးအငှားချပြီးတာ William Saliba တို့လိုပုံစံမျိုးအငှားချပြီးတော့ဒီကစားသမားလေးလည်းငယ်သေးတဲ့အတွက်ကြောင့်မို့လားတနှစ်တနှစ်အတွင်းမှာဒီကစားသမားတိုးတက်လာနိုင်တဲ့အခြေအနေတစ်ခုကိုသူတို့အနေနဲ့မျှော်မှန်းနေတယ် အဲပြဿနာကလက်ရှိမှာ rice wool wine လဲခြေစွမ်းကဒီဟာအကုန်မဲဆိုတဲ့ပုံစံမျိုး United လက်ရှိနီးပြအဖွဲ့ကနေတတ်မှတ်လိုက်တဲ့တို့ကြောင့်လို့ Indios အုပ်စုကလည်း Ruben Amorim ရဲ့စိတ်ကြက်သဘောကိုလက်ခံခဲ့တဲ့သဘောမှာရှိတယ်။အဲပြောချင်တာက rice wool wine လဲကို Manchester United အသင်းကလုံးဝ100%အယောက်စီးတင်လိုက်ပြီဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်။အဲလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ Rice Moore White လက်ကိုအယောင်စီးတင်လိုက်တဲ့အချိန်မှာမထိမ်မက်ဘဲနဲ့လက်ရှိမှာကစားသမားကတော်တော်လေးကိုလူကြိုက်များတဲ့ကစားသမားဖြစ်နေတယ်။ Rice Moore White လက်ကိုအခုလက်ရှိမှာဒါကျွန်တော်နောက်ဆုံးရသတင်းတွေက Fabrizio Romano ရဲ့ YouTube ရဲ့ပြောပုံအရဆိုရင်တော့ဒါ Inter Milan ရဲ့ဒါကျွန်တော်တို့ agent တွေကဒါကျွန်တော် Dog Shop white line ရဲ့ agent တွေဒါရှာဆက်သွယ်မှုပြုလုပ်ထားတယ်။ဒီကစားသမားကခုနကပြောလို့ Inter Milan အနေနဲ့ဒါစီတတတတနဲ့ရနိုင်မယ်ဆိုရင်တော့လာမယ့် New Year ဒီမှာခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဒီနေရာမှာ Inter Milan နဲ့သူတို့ရဲ့ဒါတိုက်စစ်မှု၂ယောက်ထက်ကတစ်ယောက်ကိုလာမယ့် New Year ဒီမှာဒီနှစ် New Year ဒီမှာဆုတ်ရှုံးနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေတာလည်းပါတယ်။တိကျတယ်မှာ Inter Milan နဲ့ဒါမထင်မှတ်ပဲဒီနှစ်မှာဒါဖလားဖလားလက်မဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီးတော့သူတို့ရဲ့လက်ရှိနီးပြဖြစ်တဲ့ Inzaghi ကလည်းလက်ရှိမှာဒါ sorry ကိုပြောင်းမှုအတွက်တော်တော်လေးကိုအခြေအနေကောင်းနေပြီဖြစ်တယ်။ပြောချင်တာမထင်မှတ်ပဲနဲ့ Inter Milan ရဲ့ဒါကျွန်တော် UCL final ရဲ့ဂိုးပြတ် ရှုံနေမှုကအသင်းကိုတော်တော်လေးကိုတိုင်ပတ်သွားစေတယ်လို့ပြောလို့ရတယ်။အဲ့တော့တေချာတစ်ခုကလက်ရှိသူတို့ရဲ့နီးပြဖြစ်တဲ့အင်ဇာဂီကဒါကြောင့်ဆော်ဒီဘက်ကိုပြောင်းရွှေ့တော့မယ့်အနေအထားမှာသူတို့ရဲ့အဓိကတိုက်စင်မှုနှစ်ယောက်တည်းကတစ်ယောက်ကလည်းလာမင်းဒီနှစ်နွေရာသီမှာအသင်းကပြောင်းရွှေ့နိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အင်တာမီလန်နဲ့သူတို့ရဲ့ဒါကြောင့်အဓိကတိုက်စင်မှုဖြစ်တဲ့လော်တာရိုမာတီနက်စ်လားတူရမ်လားဒီနှစ်ယောက်တည်းကတစ်ယောက်ကလာမင်းနွေရာသီမှာအသင်းကထွက်ခွာဖို့အတွက်အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာသူတို့နဲ့ဒီနှစ်ယောက်တည်းကတစ်ယောက်သာထွက်ခွာခဲ့မယ်ဆိုရင်တော့တေချာတာတစ်ခုကသူတို့အနေနဲ့ တိုက်စစ်မှုတရရှာရမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့သိရတယ်မဟုတ်ဘူး။အဲ့တော့လက်ရှိဒီတိုက်စစ်မှုကိုတော့ဒါကျွန်တော်တို့ Inter Milan ဘက်က Rice Moon Hoyland ကိုပြင်ပန်ထားလိုက်ပုံရတယ်။ Rice Moon Hoyland ကို Manchester United အသင်းက Bezin နဲ့ Blue Young လို့ဆိုကျွန်တော်တို့တည်တည်ချာချာမသိပေမဲ့ Kola Hala တွေရ United အသင်းနေနဲ့ Euro 55တန်းပေါင်တန်း35တန်းပတ်ချာလေးဝင်ကျင်ကြရမယ်ဆိုရင်တော့ဒီကစားသမားကိုပြန်ထုတ်သွားနိုင်ွယ်ရှိတယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေခဲ့တယ်။အပြောချင်တာကဒါကျွန်တော်တို့ Euro 35တန်းဟုတ်ပေါ့ဆို Euro 30 ယူရို35သန်းပတ်ချလဲပတ်စံဆိုတာကတကယ်လည်းပြောမှာဆိုရင်အင်တာမီလန်တို့အသင်းမျိုး AAC ပြီးလို့ရတဲ့ပတ်စံဖြစ်တယ်။အင်တာမီလန်နေနဲ့လာကျွန်တော်ချန်ပီယံလိဖိုင်နယ်မှာရှုံးသွားခဲ့ပေမဲ့ချန်ပီယံလိဒါကျွန်တော်တို့ဒုတိယရတဲ့လူဆိုတာပတ်စံဘလောက်တန်းကိုရာနဲ့ချီရဆိုကျွန်တော်ကုန်တည်ပြီးသားဖြစ်လိမ့်မယ်။အဲ့တော့အင်တာမီလန်သေးတဲ့ဒါကျွန်တော်တို့တစ်ဖက်က United သတ်မှတ်တဲ့ဈေးကယူရို35သန်းပေါင်35သန်းဆိုတဲ့ဈေးကအင်တာမီလန် AAC ပြီးနိုင်တဲ့ဈေးတခုဖြစ်ကျွန်တော်မြင်တာကဒါပဲခုနကပြောလို့ပဲအင်တာမီလန်နေနဲ့ဒီကစားသမားကိုခေါ်မယ်တို့ယူရို35သန်းနဲ့ယူရို30ကျားဈေးစစ်လောက်ပဲလို့မြင်နေ။ Manchester United အသင်းကလက်ရှိမှာ Rice Wood Wildland ကိုဘယ်လိုပဲရောင်းရောင်းရ ာရောင်းဖို့အတွက်ဒါကျွန်တော်တို့ပြင်ဆင်လာခဲ့တဲ့အတွက်ကြောင့်တို့တွေနေဒီနေရာမှာစိတ်ဝင်စားတယ်အဲ့တော့အင်တာမီလန်ကအခုလက်ရှိမှာအသင်းနှစ်သင်းကြားတရားဝင်စကားပြောဆိုမှုတော့မလုပ်ရသေးပေမဲ့ Rice Blue White လဲအေဂျင့်ကိုတောက်လျှောက်ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရဖို့တောက်လျှောက်ဆက်သွင်းနေတာကိုတွေ့ရမယ်အဲ့တော့ဒါရင်ဘဲလားဆိုတော့မဟုတ်ဘူးဗျအတ္တနာသင်းကသူတို့ရဲ့ဒါကျွန်တော်တို့အဓိကတိုက်စင်မှုဖြစ်တယ်ဒါကျွန်တော်တို့လူကမန်ကလာမဲ့နေရာဒီမှာအသင်းကထွက်ခွာတော့မှအပြင်ကိုသူရဲ့လက်ရှိနီးပြဖြစ်တဲ့ဂါစပယ်ရီနီကလည်းအသင်းကတရားဝင်ထွက်ခွာသွားပြီးရိုးမကိုရောက်သွားပြီဖြစ်တယ်လို့သိရတယ်ပေါ့အဲ့တော့ ရည်ရတာဗျအခုလည်းရှိမှဒါကျွန်တော်အီတလီစီးရီးယားဒီနှစ်မှာနီးပြအပြောင်းလဲတော်တော်လေးကိုများတယ်လို့ပြောလို့ရတယ် AC Milan လည်းပြောင်းတယ် Inter Milan လည်းပြောင်းတော့မယ်အခုလည်းရှိမှဒါကျွန်တော်တို့ Juventus လည်းဘူဘူလောလောကမှာပြောင်းထားတယ်အဲ့တော့ဘာလို့ဖြစ်နေမှန်းမသိဘူးနော်စီးရီးယားတော်တော်လေးကိုအဆိုးများအဲ့တော့ Napoli ကလည်းရှိမှတည်ကြတယ်မဲ့ဒါ Conte ကိုစာရုပ်သေးကန့်လန့်ထားတယ် Conte ကဒီစာရုပ်သေးကိုဒါကျွန်တော်တရားဝင်လက်ခံသွားမယ်ဆိုတဲ့တဲ့င်းဒီလေတာရှော့ထွက်ပေါ်နေတော့တွေ့ရလိမ့်မယ်အဲ့တော့ဒါကတကန်တာပေါ့နော်အဲ့တော့လက်ရှိမှဒါကျွန်တော်တို့ Atlanta အနေနဲ့အခုလည်းရှိသူတို့ရဲ့အဓိကတိုက်စုံဖြစ်တဲ့ Lukman ကိုဆုံးရှုံးအောင်တော့မယ်တို့ကြောင့်မို့သူတို့ရဲ့ငွေမွေးအဲ့ပေါ့သူတို့ရဲ့ငွေမွေးချောင်းတော့မို့သူတို့ရဲ့ဒါကျွန်တော်ကစားသမားတယောက် ောက်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒါကျွန်တော် Rice Blue Highland ကိုတော့လာလာဒီဟာလေဒါမဲ့ဒါမဲ့ဒီနှစ်နွေရာသီအပြောင်းရွှေ့မှာတရားဝင်ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာတယ်ဆိုတဲ့သတင်းထုတ်ပေါ်လာတယ်အဲ့တော့ဒါ Inter Milan တော့ဒါကျွန်တော်တို့ Atlanta ကတော့ပတ်စံပေးနိုင်မှာမတင်ဘူးဒါမဲ့ Atlanta ကသူတို့ရဲ့ကစားသမား Home Peter ကြောင့်ဒီကစားသမားရဲ့တန်ရောစင်တယ်ဒီကစားသမားကိုပြန်ခေါ်နိုင်မယ်လို့ယူဆတယ်ဒါမဲ့ United ကကျွန်တော်မြင်တာကလက်ရှိ Rice Blue Highland ရဲ့အပြောင်းရွှေ့နေပတ်သက်ပြီး United ကဒါကျွန်တော်အစည်းပူပြီးတဲ့ club ကိုပဲသူတို့ရောင်းသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ Rice Blue Highland ရဲ့ဒါကျွန်တော် Manchester United AG ရဲ့ ဒါကျွန်တော်တို့တွေးခဲ့ရတဲ့အခြေအနေကပြီးဆုံးသွားခဲ့ပြီလားကျွန်တော်နည်းမေးရမယ်တဲ့မှာပါဒါပေမဲ့ United အသင်းနဲ့တီးကြရတယ်မဲ့ဒီကစားသမားအယောင်ကနေလာမဲ့နွေရလာမဲ့ ်ဒီနေ့နေရာဒီအပြောင်းရွှေ့အတွက်လာမယ်ပဲပြောနေဒီနေ့နေရာဒီအပြောင်းရွှေ့အတွက်တို့အနေနဲ့ဒါကျွန်တော်တို့ funding တခုလဲလိုရတဲ့ကြောင့် Rice Wild Land ကတိုက်စစ်မှုအသစ်အတွက်ငွေရှာတဲ့အခြေအနေတခုလဲဖြစ်သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်အဲ့တော့ဘယ်လိုပြောတာကျွန်တော်အခုလက်ရှိမှာတရားဝင်ချိတ်ဆက်မှုတွေရှိတာ Inter Milan တရားဝင်ချိတ်ဆက်မှုတွေရှိသေးတယ်အသင်းနဲ့သင်းကြားတရားဝင်ဆွေးနွေးခြင်းမရှိပါသေးဘူး Inter Milan နဲ့အခုလက်ရှိမှာတို့နှစ်ယောက်ရဲ့ဒါလက်လက်သွားတဲ့ကစားသမားကိုဒါဖြစ်သွားနိုင်မယ်ဆိုရင်တို့အနေနဲ့ဒီကစားသမားအတွက်တို့အနေနဲ့ဒါကျွန်တော်တို့အစားထိုးဖို့အတွက်ပြင်ဆင်လာခဲ့တယ် ဒါပေမဲ့ဒီမာတွေမပြီးသေးဘူးလို့ဆိုရမယ့်အနေထားတစ်ခုရောက်လာခဲ့တဲ့စကားလုံးတစ်ခုပြောပါဆိုရင်တော့ နပိုလီပါတီအပြောင်းအရွှေ့မှာပါလာခဲ့တယ်။နပိုလီကတော့ရှင်းတယ်သူတို့အနေနဲ့ငွေသားမပေးခြင်းဘူးသူတို့အနေနဲ့ဒါကျွန်တော် Manchester United အသင်းစီကတော့ငွေပြန်လိုခြင်းတဲ့သဘောမှာရှိတယ်။ဒါအခုနောက်ပေါ်နပိုလီနေနေတဲ့တစ်ဖက်ကဒါကျွန်တော်တီလောက်က Osman ကိုမင်းတို့ကိုပေးမယ်။ငါတို့ကို Rice Move Holland Plus Euro 30ပုံစံမျိုးကန်လန်းဆိုတဲ့ပုံစံမျိုးနဲ့ဒါလုံနေတယ်လို့လည်းကြားသိရတယ်မှာပါတယ်ဒါကတော့လက်ရှိမှာကောလာဟာလာပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ source အရဆို tier 4 tier 3လောက်တော့မရှိတဲ့ source အရဆို United ရဲ့ဒါကျွန်တော်တို့အဲ အမှုဆောင်တွေကတော့ကျွန်တော်လက်ရှိမှာအီတလီနိုင်ငံကိုရောက်နေပြီးတော့ Rising Wild လည်းအပြောင်းရွှေ့အတွက်လည်းတောက်လျှောက်တွန်းအားပေးနေတယ်လို့သိရတယ်ဒီမှာပါတော့ဒါနပိုလီကိစ္စကတော့မနေ့ပြောဆိုတကယ်မိုက်တဲ့ offer တခုလို့မြင်တယ်ဒါ Wild Land ကိုသူတို့နေတဲ့35 40လောက်သတ်မှတ်ပြီးတော့ Euro 30ပြန်ပြောင်းပေါင်း တန်းနဲ့စိန်နဲ့25တက်လောက်ပဲအကုန်ခံပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တို့အော်စတြေးလျရမယ်ဆိုတော့မဆိုဘူးဒါပေမဲ့ပြဿနာက United အသင်ကခုလက်ရှိမှာအပြောင်းရွှေ့မှာတော်တော်လေးကိုအလုပ်ရှုပ်နေတဲ့နေရာမှာပါတယ်။သူတို့နဲ့ Brian Ambon ပုကလည်းသူတို့ကိုရွေးချယ်လိုက်ပြီးဖြစ်တဲ့ကြောင့်သူတို့နဲ့ Brian Ambon ပုရဲ့အပြောင်းရွှေ့ကို United အသင်နဲ့လုပ်ချင်တယ်။ဒါဆိုရင်တန်းတစ်နှစ်ပဲကျန်တဲ့ကစားသမားကိုပေါင်တန်း90သုံးရမယ်ဆိုတဲ့ဥစ္စာတွေလည်းအများကြီး United အလုပ်လုပ်ဖို့ရှိတယ်။အထားပါ အဲ့ပြောချင်တာ United အသင်းနဲ့တိုက်ဆက်ပိုင်းအတွက် Rice with Wildland ကလည်းလေးစိတ်အေးသွားပြီ။ခေါ်ချင်တဲ့ club တွေအများကြီးရှိရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီကစားသမားကိုရောင်းချမယ်ဒါခုနကပဲ Euro 35သန်း45သန်းပတ်ချလေရောင်းချမယ်ဆိုရင်တော့မှဝယ်ယူမဲ့ club တွေရှိရတဲ့ကြောင့် United အသင်းအတွက်ကတော်တော်လေးကိုစိတ်အေးချမ်းသွားပြီလို့ပြောလို့ရတဲ့အနေအထားတစ်ခုရောက်သွားပြီပေါ့နော်။အဲ့တော့ဒါဒီနေရာမှာဒါခုနကပြောသူပဲ Inter Milan သာခေါ်သွားမယ်ဆိုရင်တော့ Inter Milan မှာပေါပေါမြမြဖြစ်သွားနိုင်လို့ကျွန်တော်အနေနဲ့မြင်နေ။ဒါလက်ရှိမှာ Inter Milan အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်သူတို့အနေနဲ့ဒီပြအသစ်လက်ထက်မှာလည်းဒါအများကြီးပြန်ပြင်အောင်မလို့လို့အဲ့တော့ အင်တာကဒီနေ့မှာတော်တော်လေးကိုခန်းစားရခက်တဲ့အသင်းသတင်းပေါ့နော်အတ္လန်တာကတော့ကျွန်တော်တို့ဒီအသင်း၃သင်းထဲမှာပြန်ရှင်ကြည့်မယ်ဆိုရင်တော့အတ္လန်တာက Rice Blue Hoyland ကိုခေါ်ဖို့အတွက်ရာဂိုင်းလုံးအ ਨੇ စုံတွေကအသင်းသတင်းလေကျွန်တော်နေဘာလို့ဆိုတော့သူတို့နေဘတ်ဂျက်ရသိမရှိဘူးဒါဒီပြလည်းဘူးလောထွက်ထားတယ် Lookman ကလည်းထွက် Lookman ထွက်မယ်ဆိုတော့သိတာတယ် Lookman ထွက်မယ်အဲ့တော့ဒါခုနေတော့ကျွန်တော်ပြောခဲ့သလိုပဲဒါ Lookman ရဲ့အပြောင်းရွှေ့မှာဒါ white land ကိုဒါသုံးသွားနိုင်တယ်ဆိုတော့ collar hala ထွက်ခဲ့မယ်ဒီ collar hala တွေကဘာမှဇင်းမြင့်မရှိတဲ့ဒါ collar hala တွေလို့ကျွန်တော်နေပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ အဲ့တော့ပဲအဲ့တော့ Rice Move White လည်းအပြောင်းရွှေ့ကတော့ကျွန်တော် United နဲ့ပြီးဆုံး United နဲ့တော့တခမ်းရသွားပြီလို့တော့ပြောလို့ရတယ်ဒါပေမဲ့ပြဿနာကြီးပဲဒီ chart တွေကငယ်သေးတယ်ပေါ့နော်အကယ်၍ကောင်းမယ်ဆိုရင်တော့ပြန်ကောင်းသွားနိုင်တဲ့အခြေအနေမှအများကြီးရှိပါတယ်တော်တော့နှမျိုးဖို့ကောင်းတယ်တကယ်တော့နှမျိုးကောင်းတယ်ဒါတကယ်လည်း United အသင်းနဲ့တည်းခုနကခုနကအဲဂျားတဲ့မှာဘောနော United Potential 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 ဆိုပြီး light weight ကစားသမားမနေဘူးတကယ်လည်းအထင်အားမမဲ့ရ United ဒီကစားသမားပေးတယ် Euro 80လောက်ပေးလိုက်ရတယ်တကယ်လည်း35တန်း45တန်းဆိုတော့35တန်း40လောက်နေနေရှုံးသေးတယ်အဲ့တော့ ပူဆိုးတာ rice wine လည်းကကြားထဲမှာကိုယ်တန်ဖိုးရှိတဲ့အလုံးတွေဘာညာလုတ်ပေးသွားရင်တော့တမျိုးဘာမှလည်းမလုတ်ပေးသွားတဲ့အတွက်ကြောင့်မဒါ35 40ဆိုဒီတိုင်းနီးထိုင်ရှုံသွားတာတမျောဘူးတော့ကောင်းတယ်ဒါပေမဲ့ဒါမှဘယ်လိုပဲပြောရောင်းလို့ရတာပဲကျေးဇူးတင်တယ်လို့ပြောလို့ရမယ်တဲ့မှာပါပါလောက်ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျေးဇူးတင်လို့ဆိုတော့အကောင့်ကိုလုပ်ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားကြည့်ပြီးကျွန်တော်မျိုးစောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားကြည့်ပြီးကျွန်တော်မျိုးစောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။ မြန်မာလေကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှမမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြွတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပီးနေပေကျွန်တော်တို့ဒီနောက်မှာ AC တူကြတာပေါ့တေးပါဗျ